မတနင်္ဂနွေမှပြည်သူစစ်တပ်ဖွဲ့ကြီးရဲ့ချက်ဒီပါလဲဆိုရင်ကျွန်တော်ပြည်သူလူရဲ့လုံခြုံရေးတရားဥပဒေစိုးမိုးရေးကိုပြီးခဲ့တဲ့ရက်သက်တပတ်ကတော့တနင်္ဂနွေမှပြည်သူစစ်အဖွဲ့အစ်ကစစ်စီရင်တင်းကျပ်နေတာတွေရှမ်းနေမျိုးသားများတပ်မတော်ကစီရင်လှုပ်ရှားနေတာတွေဝါရစုပြည်သူစစ်အဖွဲ့ဟာနေရပြန်မလာတဲ့ဒေသခံတွေကိုချင်းချောက်နေတာတွေအပြင်တိုက်ပွဲပြင်းထန်နေတဲ့ဗမော်မျိုးကခရိယံဖះကြောင်းတကြောင်းကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပါတယ် အခုနှစ်ဇန်နဝါရီလကဖွဲ့စည်းခဲ့ပြီးအတုခဗီဒုဆစ်လို့ဒေတာခံတွေခေါ်ဆိုနေကြတဲ့တနိုင်းမျိုးမှဗီဒုဆစ်အဖွဲ့ဟာတနိုင်းမျိုးတွေနေရာအနှံ့မှာစစ်ဆေးတင်းကျပ်နေတယ်လို့ဒေတာခံတွေစီကသိရပါဗျ။တနိုင်းမျိုးမှဗီဒုဆစ်အဖွဲ့ဟာဒေတာခံတွေကိုဖမ်းဆီးမှုတွေရှိနေပြီးတနိုင်းမျိုးနယ်အတွင်းစစ်ကောင်စီတပ်စစ်ကြောင်းထိုးချိန်တွေမှာပူးပေါင်းပါဝင်နေတယ်လို့လည်းသိရပါဗျ။အဲ့ဒီဗီဒုဆစ်အဖွဲ့ကိုဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာဆတနိုင်းကအဖွဲ့စီပေးထားတာဖြစ်ပြီး ဥကျော်သူရာဆိုတဲ့သူဥဆောင်နေတယ်လို့သိရပါဗျ။တနိုင်းမြို့အတွင်းမူရစ်စေဝါပြည်တနာနဲ့ခိုးဆိုးလူရဲမှုတွေကိုနိုင်နင်းသွားမယ်လို့ပြည်သူ့ဆက်အဖွဲ့ခေါင်းဆောင်ကပြောဆိုထားပါဗျ။အလားတူတနိုင်းမြို့ကနောက်ထပ်ပြည်သူ့ဆက်တဖွဲ့ဖြစ်တဲ့လမုံပြည်သူ့ဆက်ကအန်တော်လန်လာရီနဲ့ဒေတာခန်တွေကိုဖမ်းဆီးစစ်ဆေးနေတယ်လို့တရားမဝင်ငွေကြေးကောက်ခံတာတွေပြုလုပ်နေတယ်လို့ဒေတာခန်တွေစီကသိရပါဗျ။ ရှမ်းနီအမျိုးသားများတမတော် SNE ကပြီးခဲ့တဲ့ရက်တသက်ဘက်ကမိုးကောင်းမြို့နယ်ဆားမော်ကျေးရွာအတွင်းစီရေလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင်မိုးကောင်းမြို့အဝင်အထွက်ဂိတ်တွေမှာစီရင်အားတွေဖြစ်တည်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ14ရက်နေ့ကဆားမော်ကျေးရွာအနီးမှာ SNE ပူပေါင်းတပ်နဲ့ KAI ပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက်ဆားမော်ကျေးရွာမှာအခုလိုစီရေတင်းမာလာတာဖြစ်ပါတယ်။ ်အဆက်နေတက်ကမိုးကောင်းမွန်ခြင်းအခြေဆိုင်တမဟာ965ဖွဲ့စည်းပြီးနောက်ပိုင်းအခုလိုစီရေလှုပ်ရှားတာတွေနဲ့စီရင်အားဖြစ်တင်တာတွေလှုပ်ဆောင်လာတာပါစီရေတင်မှနေတဲ့တနိုင်းလီလိုလမ်းပိုင်းမှာဆိုရင်မေးစစ်တန်းဗီဒိုဆက်အဖွဲ့ဟာဆစ်ရှောင်းနေတဲ့ဝါရဇုပ်ဒေတာခန်တွေကို ကြေးရွာအတွင်းပြန်လာမနေရင်နေအိမ်တွေထပ်ပြီးမီးရှို့ဖျက်ဆီးပစ်မယ်လို့ချိန်ချောင်းနေပါတယ်ပီဂရန်မတ်စတာ၁၄ရက်နေ့ကမေဇီတန်ဗီဒိုဆက်အဖွဲ့ဟာဝါရဇုပ်ကြီးရွာကဒေတာခန်တွေရဲ့နေအိမ်၁၆လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနောက်အ အခုလိုဂျေးရွာအတွင်ပြန်လာနေဖို့ချိန်ချောက်နေတာဖြစ်ပါတယ်။ဝါရာစုဂျေးရွာနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင်စစ်ရေးတင်းမာနေတဲ့အတွက်ဒေသခံတွေကဂျေးရွာအတွင်ပြန်လည်နေထိုင်ခြင်းမရှိသေးဘဲဆက်လက်တိမ်းရှောင်နေစေဖြစ်ပါတယ်။မင်းစစ်တမ်းဗီဒိုဆက်ဟာမတ်လ၁၄ရက်နေ့ကဝါရာဇုတ်ဂျေးရွာနဲ့နမ်ဆိုင်ဂျေးရွာအနီးက KNA ရဲ့ဂိတ်နဲ့ကာကင်းစခန်းတွေကိုတိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ မဲစေတန်ဗီဒီယိုဆက်အဖွဲ့ဟာအခုလအတွင်း KNA တပ်စခန်းနဲ့ဂိတ်တွေကိုတိုက်ခိုက်ခဲ့တာနှစ်ကြိမ်ရှိပြီဖြစ်တဲ့အပြင်တနိုင်းလီလိုလမ်းတစ်လျှောက်မှာစစ်ကြောင်းထိုးလှုပ်ရှားနေတယ်လို့ဒေတာခန်တွေစီကသိရပါဗျ။တိုက်ပွဲဖြစ်ပေါ်နေတဲ့ဗမော်မြို့မှာခရီးရန်ဖျားကြောင်းတစ်ကြောင်းပြီးခဲ့တဲ့ရဲတပ်ဘက်ကမိရှုဖြက်စီခံခဲ့ရပါဗျ။မတ်လ16ရက်နေ့ကဗမော်မြို့ရဲ့အထင်ကြီးရဖြစ်ပြီးနိ90နီးပါးတက်တန်းရှိတဲ့ Saint Patrick Catholic ခရီးရန်ဖျားကြောင်းကိုစစ်ကောင်စီတပ်ကမိရှုဖျက်ဆီးခဲ့ပါတယ် ဗမော်မြို့ဒိန်တိုက်ပွဲအတွင်းဒေတာခံတွေရဲ့နေအိမ်တွေခရီးရန်ဖျားကြောင်ဖုန်ကြီးကြောင်စာတင်ကြောင်တွေပျက်စီးခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဗမော်မြို့ရဲ့အင်အားအကြီးဆုံးတပ်ဖြစ်တဲ့စာကခ21ကို KNA ပူးပေါင်းတပ်ကဆက်လက်ဝင်းရံတိုက်ခိုက်နေပြီးမြို့တော်ခမ်းမနဲ့ရဲစခန်းအနီးတစ်ဝိုက်မှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့မတ်လ16ရက်နေ့ကဗမော်မြို့နယ်36မိုင်အကွာမှာရှိတဲ့စင်ခန်းကျေးရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်6ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ပါတယ် ပြီးခဲ့တဲ့ရက်တသက်ဘက်ကတော့ပုံပုံမျိုးမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးတနိုင်းလီတို့လန်နဲ့မော်ကောက်မျိုးနယ်စားမော်ကြီးရွာတွေမှာစီရေးတင်းမာနေစေဖြစ်ပါတယ်။လာမယ့်အပတ်တွေမှာတော့စီရေးတင်းမာနေတဲ့တနိုင်းလီတို့လန်မှာစီရေးအခြေအနေဘယ်လိုဖြစ်လာနိုင်မလဲ။ပုံပုံမျိုးမှာကြန့်ရှိနေသေးတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်မလား။ KNA ပူးပေါင်းတပ်က AOD မြင့်အနောက်ဘက်ခြမ်းမှာစီရေးဖော်ဆောင်လာနိုင်မလားဆိုတာဆက်လက်ဆောင်ကြည့်အောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။